နေအညာစေောနဲ့အားလုံးမင်္ဂလာပါခင်ဗျာမလာမယ့်ပြည့်ရက်မှာအားလုံးပြည့်ပြည့်ဝဝနိုင်ပြီးတော့နိုင်ရက်တွေကိုကောင်းကောင်းမွန်မွန်တောင်းချနိုင်ပါစေခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုမှာပူရီဆန်းတော့နဲ့ပတ်သက်ပြီးတော့ဘိုးဒရရဝရကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျောင်းသားဗီဇာကနေပြီးတော့ E71 ဗီဇာကိုပြောင်းလာမယ်ဖြစ်ဖြစ် E9 ဗီဇာကနေပြီးတော့ E74 E74 R ဒီလိုဗီဇာတွေကိုပြောင်းတဲ့အခါမှာလဘကနေပြီးတော့ပူရီဆန်းတော့ပလတ် 11J2 ပလတ်ဆိုပြီးတော့ဆုံးဖြတ်တဲ့အခါမှာပူရီဆန်းတော့ကပို့ပြီးတော့ အခွင့်အရေးပို့ရပါတယ်ခင်ဗျာပူရီဆန်အောင်ဆိုတာဘာလဲဆိုလို့ရှိရင်ကုန်ထုတ် လုပ်ငန်းတွေမှာကုန်ထုတ်စွမ်းအားနဲ့နှီးပညာတွေကိုပုံမျိုးထုတ်တက်ဖို့အတွက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်တနည်းအားဖြင့်ကုန်ထုတ်လုပ်ငန်းအကြီးစားတွေကိုအသေးစားနဲ့အလတ်စားဒီလုပ်ငန်းတွေရနေပြီးတော့ခပ်ပစ္စည်းဆိုင်ရာစီအပိုင်းစားတွေဒါမှမဟုတ်လို့ရှိရင်တင်မောအာတခြားသောဒီဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုပေါ့နော်ပံ့ပိုးပေးရတဲ့အပိုင်းဖြစ်ပါတယ်ဒါတော့ပူရီဆန်အောင်ကကားပစ္စည်းထုတ်လုပ်တဲ့ဒီ60ရာခိုင်နှုန်းသောလုပ်ငန်းတွေဟာ ရိဆန်နော့ထဲမှာပါဝင်နေပေါ့နော်ကျွန်တော်ပူရိဆန်နော့ကိုအခြေခံအဖြစ်လုပ်ငန်းအမျိုးအစား6မျိုးနဲ့ဖွဲ့စည်းထားပါတယ်ဂျူဂျူဂမျောင်းစူဆောင်ခါကုံယုံကျော်ဖြူမြန်ချော်ရီယော်ချော်ရီဆိုပြီးတော့လုပ်ငန်းအမျိုးအစားနဲ့ဖွဲ့စည်းထားရတယ်ပေါ့ဒီလုပ်ငန်းအမျိုးအစားတခုချင်းစီတိုင်းမှာလဲကုတ်တွေအဲပါရှိပါတယ်ဒီကုတ်တွေကိုကြည့်ချင်းအဖြစ်ကိုလုံးနေတဲ့လုပ်ငန်းကပူရိဆန်နော့ပလာဒါမှမဟုတ်လို့ရှင်11ဂျေဂျူပလာဆိုတော့သိနိုင်ပါတယ်နောက်တနည်းကတော့ဒီကုမ္ပဏီရဲ့တာဝန်ခံစီမှာ ပူရိဆန်နောအမျိုးသားဖြစ်မဖြစ်ကိုမေးကြည့်ပါကျွန်တော်ဒီဗီဒီယိုတန်းနေပြီးတော့ပူရိဆန်နောနဲ့ပတ်သက်ပြီးတော့အနည်းငယ်ဘိုးဒရာရလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျအားလုံးမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ